မူးမြို့နယ်နဲ့တရချောင်းမြို့နယ်ရှိကျေးရွာများကိုစစ်တပ်ကမိရှုဖျက်ဆီးရာနေအိမ်114လုံးပြာကျပဲခူးတိုင်းမူးမြို့နယ်နဲ့တနင်္သာရီတိုင်းတရချောင်းမြို့နယ်ရှိကျေးရွာများကိုအကြမ်းဖက်စစ်တပ်ကမိရှုဖျက်ဆီးခြင်းကြောင့်နေအိမ်114လုံးပြာကျခဲ့ကြောင်း KNU ဗဟိုထုတ်ပြန်ချက်နဲ့ဒေသခံပြည်သူများက ပြောဆိုကြပါတယ်အောက်တိုဘာ10ရက်နေ့တွင်မူးမြို့နယ်ကွင်းတလာကြီးကျေးရွာကိုအကြမ်းဖက်စစ်တပ်ကဝင်ရောက်စီးနင်းပြီး ပြည်သူပိုင်းနေအိမ်82လုံးကိုမိရှို့ဖျက်ဆီးခဲ့ခြင်းဖြစ်ကြောင်းသိရပါတယ်။အလားတူအောက်တိုဘာ25ရက်နေ့ကလည်းဗိတ်တဝဲလမ်းမရှိလဘရွာကိုတရချောင်းမြို့မှာအကြမ်းဖက်စစ်တပ်ကြီးခလာရ433တပ်ရင်း433လေးတပ်ရင်းနဲ့435တပ်ရင်းတို့ကပူးပေါင်းထားတဲ့စစ်ကြောင်းကဝင်ရောက်စီးနင်းပြီးနေအိမ်များကိုမိရှို့ဖျက်ဆီးခဲ့ကြောင်းသိရပါတယ်။အကြမ်းဖက်စစ်တပ်ကြီးမိရှို့ဖျက်ဆီးမှုကြောင့်လဘရွာမှာနေအိမ်42လုံးမိလောင်ပြကျခဲ့ပြီး ြည်သူများလည်းဘေးလွတ်ရာကိုထွက်ပြေးတိမ်းရှောင်နေရကြောင်းသိရပါတယ်။တရချောင်းမြို့ပေါ်ကစစ်ခွေးတွေကဗိတ်တဝဲလမ်းမိုင်းကိုစစ်ကြောင်းထိုးပြီးလဘရွာကိုဝင်ရောက်စီးနင်းမိရှို့သွားတာနေအိမ်၄၀ကျော်ပျက်ကျသွားတယ်။ပြည်သူတွေလည်းဘေးလွတ်ရာကိုထွက်ပြေးနေရတယ်လို့ဒေသခံပြည်သူတဦးကပြောပါတယ်။အလားတူစက်တင်ဘာ30ရက်နေ့ကလည်းတရချောင်းမြို့နယ်ကြောက်လေကားကျေးရွာကိုအချမ်းဖက်စစ်တပ်ကဝင်ရောက်စီးနင်းပြီး ပြည်သူပိုင်းနေအိမ်83လုံးကိုမိရှုဖျက်ဆီးသွားကြောင်းသိရပါတယ်။ကြံဖက်စစ်တပ်သည်၎င်းတို့ထိန်းချုပ်ထားတဲ့ဒေသများအတွင်အထုအယောင်ရွေးကောက်ပွဲပြုလုပ်နိုင်ရေးအတွက်ငြိမ်းချမ်းနေတဲ့အောင်ပြုမှုနေတော်လဲကော်တူလေးထိန်းချုပ်ထားတဲ့နေမြေများအတွင်တော်လှန်ရေးတပ်ဖွဲ့များထိန်းချုပ်ရာဒေသများအတွင် နေထိုင်ကြတဲ့အရက်သားပြည်သူများအားပြစ်မှတ်ထားပြီးလေကြောင်းတိုက်ခိုက်မှုများနဲ့လက်နက်ကြီးပစ်ခတ်တိုက်ခိုက်မှုများကိုအဆက်မပြတ်ကျူးလွန်လျက်ရှိကြောင်း KNU ကပြောဆိုထားပါတယ်ရှင်